ောင်ကူလေစိတ်ကိုဝရစိန်ဖွဲ့ကအသေးခံ drone နဲ့တိုက်ခိုက်ပခိုးတိုင်းကေတုမတိတောင်ကူလေစိတ်ကိုအစင်မြင့် FPP အသေးခံ drone နဲ့တိုက်ခိုက်ရမှာလေကြောင်းထိန်းသိမ်းမျှော်စင်တဲ့ generator နဲ့တိုက်ခိုက်မှုရှိရလို့ဝရစိန်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောတယ်လေကြောင်းကာကွယ်စင်စင်ကိုကြော်ဖြတ်ပြီးလေတပ်ဝင်တဲ့ကို anti jumping FPP drone နဲ့ဝေရောက်တိုက်ခိုက်ခဲ့တာပါ နာစီကအပြစ်မဲ့ကိုတိတိကျကျပဲကျန်နစီကတော့နှင်းတအားကြောင့်လူလဲချော်သွားခဲ့လို့စစ်စင်နဲ့ပတ်သက်ပြီးပြောတယ်။ဒီစစ်စင်ကိုဒီဇင်ဘာ၄ရက်နေ့မနက်9:55မိနစ်မှာဝရစိန်တပ်ဖွဲ့ကဦးဆောင်ပြီးမြေပြင်တိုက်ခိုက်မှာမိန်းနေနဲ့တန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းပောင်းခဲ့လို့သတင်းထုတ်ပြန်တယ်။ဒီစစ်စင်ကို Operation တန်တာပရောလို့အမည်ပေးထားပြီးတော့တနင်္ဂနွေလောကပြည်သူရဲ့အသက်အိုးအိမ်စီစဉ်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့စစ်ကောင်စီကိုပြန်လည်ထိုးစစ်ဆင်သွားမယ်လို့ဥရစိန်ဖွဲ့ကထုတ်ပြန်ထားတယ်လို့ Operation Thunder Block အနေနဲ့လှုပ်ဆောင်တဲ့ပထမဆုံးလုပ်တဲ့စစ်ဆင်ရေးလို့သိရပါဗျ။ တိုက်ခိုက်မှုကြောင့်လေရင်တပ်စင်ထိန်ချုပ်တဲ့လေကြောင်းထိန်သိမ်းမျှော်စင်တဲ့ drone တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့တပ်စင်တိုင်းစစ်ကောင်စီရဲ့ဂျမားဆက်တွေမိတော်မှုရှိခဲ့လို့ဆိုရယ်တော်တော်ချင်းနဲ့ပိုင်းကျွန်တော်ရန်သူလေကအေရီယာထဲမှာတည်တည်ငြိမ်ငြိမ်တိုက်ခိုက်နိုင်ခဲ့တာလို့စစ်စင်နဲ့ပတ်သက်ပြီးအထပ်ပါတောင်းရင်ခံကပြောရယ်ဒီတိုက်ခိုက်မှုဘီမာစစ်တပ်ဘက်ကနေ MI-35 ရဟန်းရဲ့ပြန်လည်တိုက်ခိုက်မှုရှိခဲ့လို့ဝရဇင်ဖွဲ့ကအတည်ပြုတယ်။ကျွန်တော်စတိုက်တိုက်ပွဲဝင်ပါမယ်။ဤပညာနဲ့ operator ရဲ့အစင်းတင်မှာကျွန်တော်တစ်ဖက်ကိုကိုပါမဖောင်းပြန်ပဲလဲသုံးစားမလုပ်ဖွယ်တော်လိုင်းအတွက်ပြည်သူတွေအတွက်အလုံးလုံးခွင့်ပြုပါလို့အထက်ပါတရင်နဲ့ပြန်ဆိုင်တောင်းကန်ကပြောတယ်။ ဆက်လက်ပြီးပခောက်ကုန်းနယ်မြိုင်မြို့နယ်အစံမစစ်သားရိုက်လိုက်ပါကတစီနယ်ဆက်ကြောင်းမိုင်ဆွေမှုစစ်သားလောင်တလောင်နဲ့ခဲများတင်စီရရှိပြီးပြည်သူနှောင်းကိုလည်းကဲထုံနိုင်ကဲမကွေးတိုင်းပခောက်ကုန်းမြို့နယ်နဲ့မြိုင်မြို့နယ်အစံမစစ်သားရိုက်လိုက်ပါလိုက်ကတစီနယ်ဆက်ကြောင်းမိုင်ဆွေတိုက်ခိုက်ရာချက်ဖက်စစ်သားလောင်တလောင်နဲ့ခဲအနေတင်စီရရှိပြီးပြည်သူနှောင်းကိုလည်းကဲထုံနိုင်ကဲကြောင်းကမတီသားတော်လည်းတပ်ပေါင်းစုတောင်းရှိသူကပြောတယ်ဒီဇင်ဘာလရဲ့နေ့မှာညောင်ချစ်ပင်ဖြူဆက်ခံမှာချမ်ပန်ဆက်တိုင်းလိုက်ပါကာဒစီကိုတော်လင်းတဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မိုင်းဆက်လိုက်ခိုက်မှုတွင်စစ်သား၏ဒီကိုင်းမှုရှိပြီး၎င်းတို့စီးနင်းနိုင်ကာဝလန်ပိုက်တနေရာမှာထားခဲ့ပြီးထွက်ပြေးသွားကြောင်းသိရသည်။အကြမ်းဖက်စစ်သား၏ဖမ်းဆီးလိုက်ကားပေါ်မှာလိုက်ပါလိုက်ကမမျိုးအမှတ်3ရပ်ကွက်ကနေပြည်သူနာကိုလည်းကမတပ်ပေါင်းစုကနေမြေရှင်းနေပြီးကဲထုံနိုင်ခဲ့ကြောင်းသိရသည်။အလားတူယင်းနေ့မှာပခုတ်ကိုခရိုင်တွင်ဆက်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်မိထီလောင်တမ69လက်အကန့်ခါမ410တန်ရင်410တန်ရင်နဲ့419တန်ရင်နဲ့မှာစစ်သားတွေလိုက်ပါတဲ့ဆက်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကပခုတ်ကိုမြို့နယ်နဲ့မြိုင်မြို့နယ်မှာမိုင်းဆက်တိုက်ခိုက်ရာစစ်သားတွေအထိကတိုက်ဆုံမှုရှိခဲ့ပါတယ် ထို့မိုင်းဆွဲလိုက်တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကနေမြေရှင်းလင်းပြုလုပ်စဉ်စစ်သားအလောင်းတောင်းနဲ့လက်နက်ကြီးကြီးတွေပါဝင်ခဲနေတဲ့ဆီယာရှိခဲ့တယ်။ပကောက်ကုန်ရဲ့အများကြီးစက်မှာစစ်ခွေးစစ်ကြောင်းကိုစစ်ခွေးလိုက်ပါလာတဲ့ကာဝမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးဒီခိုက်မှုများတယ်။ကျွန်တော်နေမြေရှင်းလင်းတဲ့အချိန်မှာတော့စစ်ခွေးအလောင်းတောင်းနဲ့ခဲနေတဲ့ဆီယာရှိရဲ့စစ်ခွေးတွေပန်းလာပြည်သူနယ်ကိုလည်းကဲထုံနိုင်ခဲ့လို့ကမ္ဘာတင်တာကျော်လိုင်းတပ်ပေါင်းစုမှတောင်းရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို ကမ္မတပေါင်းစုကမကွေး PDF မြိုင်ဘက်ကဖပေါပကဘဒေတာတွင်တပေါင်းစုဖြစ်တဲ့ပခုတ်ကိုခိုင်လိုကယ်တက်ရင်ပခုတ်ကိုခိုင်စစ်ကြောင်းနဲ့ပူပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါင်းမြုံနယ်မှာစစ်တပ်ကပြည်သူလေးကိုဖမ်းဆီးပြီးတော့လက်ချောင်းနဲ့နေရာတို့ကိုဖျက်တောက်ခဲ့မကွေးတိုင်းပေါင်းမြုံနယ်မှာဂျပန်စစ်တပ်ကပြည်သူလေးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နေရာတို့ကိုဖျက်တောက်ခဲ့ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတောင်းရှိသူကပြောတယ်။နိုဝင်ဘာလတွင်ပေါင်းမြုံနယ်ကိုစစ်ကြောင်းထုတ်ခဲ့တဲ့စစ်တပ်ကပ္ပဆ24မှာထွက်လာတဲ့စစ်ကြောင်းကမ္မမြုံနယ် ပောင်မြွနယ်နောက်တောင်ဘက်မှာရှိတဲ့ပင်ရွာနဲ့မကြီးကုန်းရွာကိုဝင်ရောက်စီးနေစဉ်တဲပင်ကျဲမှာအသက်20နှစ်ရွယ်ဖြိုဝီစော်20နှစ်ရွယ်ခိုင်လင်းအောင်16နှစ်ရွယ်မင်းခန့်စော်နဲ့မကြီးကုန်းရွာမှာ25နှစ်ရွယ်ပြည့်စုံဝင်းတို့ကိုဖမ်းဆီးခဲ့ပါတယ်။ ထို့သောဖန်စီခဲ့ပြည်သူတွေကိုဆက်စိမိမြပြည်သူတုံးကိုလက်နောက်ပြန်ကြိုးတော့ပြီးတစ်သုံးမော်တင်ကလက်ညှိုးတွေကိုဖျက်တောက်ခဲ့ကြောင်းထို့ပြင်ပြည်သူတုံးကိုလည်း၎င်းတို့ဆက်စိမိမြစဉ်စကားထစ်သည်ဟုဆိုကနေဖျက်တောက်ခဲ့ကြောင်းသိရတယ်။ရှင်းသူပြည်သူလူကိုဖန်စီနှိပ်စက်ပြီးနောက်ပေါ့မြုံနယ်မြောက်ပိုင်းကိုဆက်ကြောင်းထွက်လက်လျှောက်မှလူသားတိုင်းပြည်ရှိဆုံးကထားပြီးဆေးလုခဲ့ကြောင်းနိုဝင်ဘာ20ရက်နေ့မှာဂျက်ဖက်စစ်တဲဆက်ကြောင်းကငဖောင်ကန်ဂျီယာကိုရောက်ရှိခြင်း လူသားတိုင်းဖြစ်ဖန်စီသားတွေကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီစစ်ကွေစစ်ကြောင်းဝိုင်းအညာခံပါတယ်။စစ်ခွေတွေကနေတွေကိုမိရှူရာရှိတယ်။ကြေးရတွေကိုမိရှူဖြက်စီအပြည်သူတွေကိုတပ်ဖြတ်ခဲ့တာမတိုင်းချင်းတပ်ဖြတ်ခဲ့တာပြည်စည်းခွေတွေအများပြားကျူးလွန်ခဲ့ပါတယ်။နေရတိကြကိုကျွန်တော်စီမှာရောက်ရှိထားမျိုးတော့မရှိသေးပါဘူး။ကျူးလွန်ခဲ့ရတော့စစ်ကြောင်းထွက်လမ်းတစ်လျှောက်လုံးပါပဲ။ခွေတက်ကပြန်လွှတ်ပေးလိုက်တာ။ဖမ်းမိစစ်သားတစ်လျှောက်လူသားတိုင်းလုခဲ့တယ်။မသေးလို့ပြန်လွှတ်ပေးလိုက်တာပါ။ ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းကမြို့သမီအပိုင်းပြည်သူ၁၆ရောက်ကိုလည်းမတိုင်းချင်းတပ်ဖြတ်ခဲ့ပြီးဂျေယာဆယ်ကိုနဲ့ဆစ်ဆောင်စကန်တခုကိုမီရှိုဖျက်ဆီးခဲ့ခြင်းကြောင့်နေ85လုံးနဲ့ဆစ်ဆောင်တန်ရင်30လုံးမီလောက်ပြားကျခဲ့တယ်ဂျပန်စစ်တပ်ဆရာဆွေးမှုကျွလွန်သူတွေလူခွင့်ချိုးဖောက်မှုတွေကပြီးဆုံးသွားပြီမဟုတ်ပဲမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့်ဂျပန်စစ်တပ်အလုံးစုံတိုက်ခိုက်တဲ့ဥတီကပြည်သူလူထုအတွက်တရားမျှတမှုပြန်လည်ရရှိအထိမဆုံးမနေတိုက်ပွဲဝင်စားမှုဖြစ်ကြောင်းမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖတ်တောင်းရှိသူကဆက်လက်ပြောဆိုပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။